င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အာဆီယံဥဆောင်မှုနဲ့နိုင်ငံတကာပါဝင်တဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိရင်ပြည်သူတွေကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG အစိုးရကပြောပါတယ်စစ်ကောင်စီတက်သေးကစစ်သားတွေဟာကြောက်ရွံ့နေကြပြီးစစ်မတိုက်ရဲကြတော့ဘူးလို့ KNL ထံကိုအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတစ်တွေကပြောတဲ့သတင်းပါဝင် ရန်ကုန်ခေတ်တရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အာဆီယံဥဆောင်မှုနဲ့နိုင်ငံတကာပါဝင်တဲ့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထင်သေးရန်နရာမျိုးမရှိရင်အရသာပြည်သူတွေကိုထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG အစိုးရကတိုက်တွန်းပြောဆိုထားပါတယ်။မြမနိုင်ငံရေးရာအခြေအနေတွေနဲ့ဆက်လင်းပြီး ကူညီဖြည့်ရှင်းဖို့အတွက်အာဆီယံခေါင်းဆောင်တို့ရဲ့တည်ထောင်သဘောထားကြညာချက်ထုတ်ပြန်ခြင်းအပေါ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဘောထားရည်တည်ချက်ထုတ်ပြန်ရမှာအခုလိုထက်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။အရက်သားပြည်သူတွေရဲ့အများပြည်သူဆိုင်ရာအဆောင်တွေအပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့တိုးမြင့်လာတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့စတဲ့အာဆီယံတိုက်တွန်းချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကြိုးဆိုရလို့လည်းအသိပေးထားပါတယ်။ဒါအပြင်လူသားချင်းစာနာထောက်ထား ားမှုဆိုင်ရာအကူအညီတွေပေးရရမှာလဲလိုအပ်နေသူတွေစီကိုလလန်းမီရောက်ရှိစေရတဲ့ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့ရွယ်ချက်နဲ့ပြစ်ခတ်တက်ခိုက်မှုတွေကိုရက်စဲထားဖို့အာဆီယံခေါင်းဆောင်တွေရဲ့တက်တွန်းချက်တွေကိုလည်းနားလည်တယ်လို့လည်းဆိုထားပါဗျ။ဒါပေမဲ့ငလင်ဘေးကြောက်တဲ့ဒေသတွေမှာ လူသားချင်းစာနာတဲ့အကူအညီပေးရတွေဆောင်ရွက်နိုင်ဖို့အတွက် NUG ကကြေညာခဲ့ပေမဲ့လည်းစစ်ကောင်စီကအဲ့လိုအပြစ်ရကြေညာထားတဲ့ကာလတွေမှာတော့အရသာပြည်သူတွေကိုလေချောင်းကနေပုံကျဲတာလက်လက်ကြီးတွေနဲ့ပြစ်ခတ်တာတွေကိုလှုပ်ဆောင်တယ်လို့အဲအားအလွန်ကျွံတုံးပြီးပြည်သူတွေရဲ့မြို့ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကိုနေ့စဉ်ကျွလွန်နေရလို့လဲ အန်ယူဂျီအစိုးရကထောက်ပြပြောဆိုထားပါတယ်။အဲဒါကြောင့်အရတားပြည်သူအလုံးဘေးကင်းဖို့နဲ့တိကျတေကြတဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့အတွက်အာဆီယံရဲ့ဥဆောင်မှုနဲ့နိုင်ငံတကာပါဝင်ပြီး ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထင်းသေးရန်နေရမျိုးမရှိရင်အရက်သားပြည်သူတွေထိရောက်စွာကာကွယ်နိုင်မှာမဟုတ်ဘူးလို့လည်းအမျိုးသားညီညွတ်ရေးအစိုးရကပြောဆိုထားပါဗျ။ဒါ့အပြင်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်တာစတဲ့ဆောင်ရွက်မှုတွေကိုနိုင်ငံရဲ့80ရာခိုင်နှုန်းနီးပါးအထိ နေမြေထိမ့်ချုပ်စိုးမိုးထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လဲအင်အားစုတွေလက်တွေ့အုပ်ချုပ်နေတဲ့နေရာတွေမှာဓာတ်ရက်ချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါတယ်ရှင်။ဒီတစ်ခါမှာတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်ကပိတ်ထားတာကြောင့်ပြည်သူလူထုရဲ့အခြေခံစေဝါးတွေ73စီတွေနဲ့လူသုံးကုန်ပစ္စည်းလိုအပ်ချက်တွေဖြစ်ပေါ်နေပြီး ကျက်တဲခက်ခဲနေတာကြောင့်ပြန်ပွင့်ပေးဖို့အတွက် DNL ကတောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခက်အခဲအကျက်တဲတွေကိုတရုတ်နိုင်ငံဘက်ကစာနာနားလည်တဲ့အနေနဲ့ နဇက်ဂိတ်တွေကိုပြန်ဖွင့်ပေးဖို့အတွက်မေလ28ရက်နေ့ကသတင်းမီဒီယာတွေနဲ့တွေ့ဆုံခြင်းတွင်တအောင်းတက် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူဘိုမူဂျီတာပန်လာက တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။တစ်တုံညာနှစ်ခုဆစ်စီရဒုတိယပိုင်းအပြီးမှာတော့တရုတ်မြန်မာထိဆက်နေတဲ့နဇက်ကုံသွေးဂိတ်တွေကိုတရုတ်နိုင်ငံဘက်က2024ခုနှစ်ဇွန်လကတည်းကပိတ်ထားတာဖြစ်ပြီးအခုဆိုရင်တစ်နှစ်ကျော်ရှိနေပြီလည်းဖြစ်ပါတယ်။တရုတ်ပစ္စည်းတွေမြန်မာနိုင်ငံဘက်ကိုတင်သွင်းလာကိုတရုတ်ဘက်ကပိတ်ပင်လိုက်တာကြောင့်မြန် မာကုံတွေချမ်းမှာလဲကုံသွေးအကြက်တွေတွေလည်းရှိနေပါတယ်။တရုတ်ဘက်ကသွင်းကုံတွေပိတ်တဲ့အထက်မှာမြန်မာနိုင်ငံဘက်ကအဓိကမှီခိုအသုံးပြုနေရတဲ့အိမ်သုံးပစ္စည်းလူသုံးကုံဆေးဝါးလက်စစ်ပစ္စည်းဆိုင်ကနဲ့ဆိုလာအပါဝင်ဘီလက်မြေလိုအိမ်ဆောက်ပစ္စည်းတွေလည်းပါဝင်နေပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားတွေဟာကြောက်ဝင်နေကြပြီးစစ်မတိုက်ရဲကြတော့ဘူးလို့လဲ KNLC ကိုအလင်းဝင်လာသူစစ်မှုတပ်သားတစ်တွေကပြောဆိုလိုက်ပါတယ်။ပဲခူးတိုင်းရွှေတောင်မြို့နယ်တမန်ကုန်းရွာအုတ်ချုပ်ရီမှုကိုတပ်ဖြတ်ခဲ့တယ်။စစ်မှုတပ်သားတစ်တူအပါဝင် ပေါ်တာဆွဲဖမ်းဆီးခံရသူ၃ဦးဟာစစ်ကောင်စီရဲ့အောင်စေးရစစ်စေးရေးကနေထွက်ပြေးလာပြီး KNLC ကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အောင်စေးရစစ်ကြောင်းကနေထွက်ပြေးလွတ်မြောက်လာတဲ့တပ်မ55 5လောက်ခန့်ခမရ931တရင်ကစစ်မှုတပ်တသားတဲ့ကိုခန့်ဝင်းနိုင်ဆိုသူဟာစစ်မှုရန်ကြီးလက်ကောက်နေတဲ့ရွှေတော်မြို့နယ်တမန်ကုန်းကျေးရွာအုတ်ချုပ်ရေးမှုကိုတက်ဖြတ်ပြီးရတဲ့နောက်မှာအဖမ်းခံခဲ့ရတာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ထဲကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်အောင်စေးကစစ်စင်နဲ့ပါလာပြီး အလင်းဝင်လာခဲ့သူဖြစ်က သူ့ရဲ့ပြောဆိုချက်ရဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်မတိုက်ရဲကြတော့ပဲကြောက်လန့်နေကြရလို့လဲဆိုထားပါဗါးအလားတူအောင်စေးရစစ်စင်ရေးကနေထွက်ပြေးလွတ်မြောက်လာတဲ့စကကစနစ်လောက်ခံခမရ355တရင်ကစစ်မှုတပ်တသားတဲ့ ကိုတိုင်ဦးကလည်းကျွန်းစုမြို့နယ်စခန်းသစ်ကျွရကနေဘိတ်ကိုအလုတ်လုပ်ဖို့တောရောက်စဉ်တွင်တက်စီသမားတူကအလုတ်ပေးမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးခံရကစစ်မှုထမ်းဖြစ်လာသူဖြစ်ပြီးရှေ့တန်းပို့ဆောင်ခံရသူလည်းဖြစ်ပါတယ်စစ်မှုထမ်းတသားသစ်ကျော်မင်းထွန်းကတော့မကွေတန်းတောင်တွင်းကြီးမြို့နယ်ငခုံးမရွာမှာနေထိုင်သူဖြစ်ပြီးရဲတွေဟာကားသုံးစီးနဲ့ရောက်ရှိလာပြီး အိမ်ပေါ်ထိတက်ကပေါ်တာဆွဲဖမ်းဆီးခံရကစစ်မှုထမ်းတသားအထိဖြစ်လာတာဖြစ်ပြီးအောင်စင်ကစစ်ကြောင်းကိုရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဘကဝသတင်းတပုတ်ကိုကြည့်အောင်ပါ။ဘကိုးတိုင်းတောင်ငူခရမ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KNL ပူးပေါင်းတပ်တွေကတိုက်ခတ်ရမှာစစ်သား10ဦးဟာတစ်ဆုံးခဲ့ပြီး9ဦးဟာဖမ်းဆီးရရှိခဲ့တယ်လို့ KNL သတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။မေလ16ရက်နေ့မှာ KNU တပ်မဟာနှစ်နယ်မြေတောင်ငိုခရံအတွင်းကိုစစ်တပ်ကစစ်ကြောင်းထုတ်လိုက်ရမှာ KNL ပူပေါင်းတပ်တွေကစစ်တပ်ကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီစစ်ကြောင်းဟာပြက်ပြီးထွပြေးသွားတာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က10ဦးဟာသေသွားတာဖြစ်ပြီး ခုနှစ်ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ လက်လက်ခရမ်းတွေလည်းတင်းဆဲရရှိထားတယ်လို့လည်းသိရပါဗျ။ဒါအပြင် KNL ပူပေါင်းတပ်တွေကတင်းပိုက်ထားတဲ့ထိုင်းမြန်မာနယ်စပ်မြရီမြို့နယ်တွင်ကနဲလေးစစ်တပ်စခန်းကနေ120မမလက်လက်ကြီးနှစ်လက်အပါအဝင်လက်လက်ခရမ်းအများအပြားကိုလည်းတင်းဆဲရရှိထားတယ်လို့လည်းသိရပါဗျ။အဲဒီစခန်းဟာစစ်တပ်ဘက်ကအင်အား100ကျော်ရှိတဲ့စခန်းဖြစ်ပြီးအင်အား90ကျော်ဟာထက်နိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။ကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော့စစ် ုံပန်းဖြင့်ဖမ်းဆီးရရှိခဲ့ကပြစ်ခတ်မှုအတွင်းမှာတေဆုံးမှုတွေရှိတဲ့အပြင်နိစရာတောဆက်နဲ့ဆက်ခင်းတွေအတွက်ကိုထပြေးသွားမှုတွေလည်းရှိနေတယ်လို့လည်းသိရပါဗျ။ KNU ထုတ်ပြန်ချက်တဲ့မှာတော့ KNU တပ်မ6နေမြေမှာစစ်တပ်ကကျူးကျော်တပ်ဆွဲထားတယ်။ကနေလေတပ်စခန်းကိုမေလ28ရက်နေ့ညနေ6နာရီမှာ KNU တပ်မ6ဦးဆောင်နေ။ KNU မျိုးသားလူမျိုးရေးတပ်မတော် KNL ၊ KNU မျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါဗျ။အလားတူမနစ်ကမနက်ပိုင်းကလည်းကရင်ပြည်နယ်မြရီမြို့နယ်အတွင်းကရွှေအေးမြိုင်စစ်တပ်စခန်းကိုလည်း KNL ဥဆောင်တဲ့တော်လဲတပ်တွေကအပြည့်တန်နေမြေရှင်းလင်းသိမ်းပိုက်ရရှိခဲ့လို့လည်းသိရပါတယ်ရှင်။စကမ်းတရင်တပုတ်ကိုကြည့်အောင်ပါစကမ်းတိုင်းဘုဒ္ဓလင်မြို့နယ်ကကြေးရွာတွေကိုအကျန်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ထောင်နဲ့ချီတဲ့ပြည်သူတွေဟာမိုးရေတဲကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေါင်းရာစာပင်မတပည့်စစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မနေ့ကမေလ29ရက်နေ့မှာမုံရွာမြို့နယ်ကြီးဘုံကျေးရွာကနေအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဗုဒ္ဓလင်မြို့နယ်ဇီတော်ကြီးကျေးရွာရင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရယ်အဲဒီလိုအကြမ်းဖက်တပ်သားတွေစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဇီရိုကြီးရွာရွှေချောင်းလေရွာတရတိုးယုံရွာထဏောင်းကုန်းရွာနဲ့ကံတစ်ကျေးရွာကပြည်သူ1800ကျော်ခန့်ဟာမိုးတဲရေတဲထွက်ပြေးတင်းရှောင်နေရတာဖြစ်တယ်လို့လဲဒေါင်းရာစာပင်မတပိတ်စင်ကြောင်းကတာဝန်ရှိသူတို့ကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ပုတ်ကတော့သခိုင်းတန်းချောင်းမြို့နယ်မှန်ချိုရွာကဓမ္မတုခကြောင်းတိုင်နယ်ချေးရွာအတွင်းကိုအကြက်ဘက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်တန်ကားတော်တပါထိခက်ဒဏ်ရာရှိခဲ့တယ်လို့7 People Defense Force SPDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ29ရက်နေ့မွန်လွယ်3နိုင်ခန့်မှာချောင်းမြို့နယ်မှန်ချိုရွာကိုချောင်းမြို့ဘော်ကအကြက်ဘက်တပ်သားတွေက 120မမလက်လက်ကြီးတွေနဲ့ရန်တံပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အကျန်းဖတ်တပ်သားတွေပစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးဟာဓမ္မတုခကြောင်းတိုင်းနဲ့ပြည်သူဝန်နေတွေတဲကိုကြာရောက်ပောက်ကွက်ခဲ့ပြီးတန်ကားတော်တစ်ပါးထိခတ်ဒဏ်ရာရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ။